အရှင်လူကြီးမင်းတို့ရေမင်္ဂလာပါရှင်ဒီကတော့ lucky channel ပါကံကံအကျိုးတရာတရားတို့ကိုဆက်စစ်ရှာဖွေရမယ်ခရီးကိုခေါ်ဆောင်သွားမယ် channel တစ်ခုပါဒီနေ့တော့အရှင်လူကြီးမင်းတို့ကို တိုက်ရိုက်မင်းမယ်အရေးကြီးမေးခွန်းတစ်ခုရှိလာပါပြီအရှင်လူကြီးမင်းတို့စဉ်းစားဖူးကြလားကျွန်တော်တို့ကငါးကိုတတ်ပြီးဟင်းချက်ကယဟန်တော်များကိုဆက်ကလိုက်တယ် ဒါဆိုကျွန်တော်တို့ကောင်းမှုရလားဒါမှမဟုတ်မကောင်းမှုထင်ကြနေမလားသိချာနာထောက်ပါကောင်းမှုဆိုတာစိတ်ထဲကပေါ်လာတာဒါပေမဲ့စိတ်ကအဆော့ကျတဲ့တပ်ဖြတ်မှုနဲ့စတဲ့ခဲ့ရင်နောက်ဆုံးယဟန်တော်ကိုဆက်ကလိုက်တဲ့ဆိုရင်တောင် ကောင်းမှုကမပြည့်စုံဘူးမကောင်းမှုကလည်းကြန့်ရှိနေစေပဲမကောင်းမှုရှိတယ်အသက်ကိုနှုံညူမိလို့ကောင်းမှုရှိတယ်ဆွန်းခဲပွဲကိုကတ်လို့မိလို့ဒီအရာနှစ်ခုကတစ်ချိန်ထဲမှာဖြစ်နေတတ်တယ် ကောင်းမှုကိုအပြည့်အဝရလိုရင်သူများတတ်ပြီးသောငါးကိုဝယ်၍ဒါမှမဟုတ်အသက်မရှိတော့အစားအစာကိုပြုတ်လောက်ကကျင်နာရောစိတ်နှလုံးနဲ့ဆက်ကတ်ပါတစုံတရာကိုညှဉ်းဆဲခြင်းမပြုပါနဲ့အဲ့ဒီလိုကောင်းမှုဟာယဟန်တော်စီကိုရောက် ကိုယ်စိတ်ထဲကလည်းရောက်အစများစွာပုံမအားကောင်းပါလိမ့်မယ်မှတ်ထားပါ ကောင်းမှုဟာကတ်လူတဲ့အရာဝတ္ထုမှမူတည်နေတာမဟုတ်ဘူးဒါပေမဲ့ကိုယ်စိတ်ထားပြီးစက်ကတ်လူတန်းမှုမှာပဲမူတည်နေတာ ဒါဆိုအရှင်လူကြီးမင်းတို့ရောဘယ်ဟာကကောင်းမှုပိုများတယ်လဲလို့ထင်ကြတယ်လဲ။တပ်ပြီးမှဆက်ကထလာဒါမှမဟုတ်ဝယ်ပြီးမှဆက်ကထလာဒီဗီဒီယိုအောက်မှာမှတ်ချက်ရေးခဲ့ကြပါ။ Lucky Channel မှာအတူတူဆွေးနွေးကြရအောင်။ဒီမှာတော့တရတရားဆိုတာအမြဲတမ်းအဖြစ်ရှိပါတယ်ပူရော။